မြန်မာနိုင်ငံမှာမိခွေရာကင်းမဲ့နေတဲ့ကလေးငယ်တွေအတွက်စာသင်ကျောင်းနဲ့ပြုစုစောင့်ရှောက်ရေးစခန်းတွေလိုအပ်နေပါတယ်။အပြည့်စုံကို RFV သတင်းတော်ကိုထွန်းထွန်းကတင်ပြပေးပါလိမ့်မယ်ခင်ဗျာ။လမ်းမရောက်ကလေးငယ်တွေအတွက်ကျောင်းဖွင့်ရသည်မှာကျောင်းဒါမှမဟုတ်ထိန်းသိမ်းစခန်းတွေဖွင့်ပြီးပညာသင်ကြားနိုင်ရေးစီစဉ်ပေးဖို့လိုအပ်တယ်လို့လမ်းမရောက်ကလေးငယ်တွေကိုပညာဒါနသင်ကြားပေးနေတဲ့ BG သွေးကွန်ကြီးပေးအဖွဲ့ကပြောဆိုပါတယ်။ BG သွေးကွန်ကြီးပေးအဖွဲ့ဟာရန်ကုန်တိုင်းတောင်တုံးကွန်မြူနယ်19ရပ်ကွက်မှာလမ်းမော်ရောက်ကလေးငယ်80ခန့်ကိုကျောင်းသင်ခန်းစာတွေဖြင့် ရင်ကျေးလင်မာနဲ့ဘာသာရေးဆိုင်ရာတွေကိုတင် जा ပေးနေပါတယ်ကျောင်းကပွင့်ကိုဖွင့်ပေးတယ်မှာလေကလေးငယ်တွေအတွက်မဖြစ်မနေကျွန်တော်တို့ဒီကလေးငယ်တွေပေါ်ကိုစေတနာတရားတရားထက်တန်စွာဖြင့်ပြုစုဆောက်ရှောက်ပေးနိုင်တဲ့ဆရာဆရာမတွေအများကြီးလိုအပ်ပါတယ်။နောက်တပီးတော့ကျွန်တော်တို့ကန့်ရောကျွန်တော်တို့ဒီကလေးငယ်တွေကန့်သွင်းတဲ့သဘောမျိုးပေါ့နော်။လွတ်ဆောင်ပေးရမှာလားဆိုတဲ့ဟာကလည်းဒီလိုပါပဲ။ဒီလိုမျိုးကန့်သွင်းမှလည်းဒီကလေးငယ်တွေရဲ့ဇယိုက်ဒီကလေးငယ်တွေပြောမှုဆိုပုံနေမှုထိုင်မှုတွေကပြန်ပြီးတော့ကျွန်တော်တို့တို့တို့ရဲ့ ပြောမစနော်ဒီအမှုရာတွေအကျင့်တွေကိုပြန်ပြောင်းသွားမှာဖြစ်ပါတယ်ကြက်မသွင်းဘဲနဲ့ကျွန်တော်တို့ဒီမှာပဲတင်မယ်ပြင်အိမ်ပြန်မယ်ဒီမှာပဲတင်မယ်အိမ်ပြန်မယ်ဆိုရင်တော့သူတို့ရဲ့အလေးအလေးစိတ်တွေကဟိုတိတိသားကြီးကြောင်းလဲမှာမဟုတ်ဘူးလို့တောင်တကုံမြို့နယ်တစ်ခုထဲမှာပဲလမ်းမော်ရောက်ကလေးငယ်တွေရာနဲ့ချီရှိနေပြီးတချို့ကလေးငယ်တွေဟာမိသားစုစားဝတ်နေရေးအတွက်အလုံးလုံးနေရသူတွေဖြစ်ပါတယ်ဘီဂျီတန်းန်းကျောင်းမှာကျောင်းတက်ရတာပြောပေမဲ့ ိသားစုစားဝင်တွေအတွက်လွတ်လွတ်နေရတဲ့ပုံကိုတာမနက်စောကြီးတိုင်မနက်စောကြီးတိုင်ခုနနိုင်မလာခုနနိုင်ရခုနနိုင်လာဘူဂျီကျောင်းမှာလာတဲ့ဘူဂျီကျောင်းကာဂျီခါဝီရူ ABC ဂျီရိုတဲ့တဲ့တင်ပြတော့ကျောင်းထွက်တဲ့ခါကျရင်ပထမတော့ရှာရင်တော့ရှာပြီးတော့ပြန်လာပြန်ဝိုင်းမေးလို့ကြွရတယ်သမီးအတော်ဖဲရရဲ့သမီးကကိုယ်ကကျောင်းရသမီးမောင်ကခေတ်ဟောင်းမှာဆရာကြီးတို့အိမ်မှာနေတယ် ခဏနေတယ်နေပြီးတော့အိမ်ကျန်လာတယ်တမယပလွန်လိုက်ကောက်တယ်အဖွားတောင်မှဝှစ်လျှော်တယ်ဖိုးကထီးပြန်တယ်ကျောင်းမှာစတင်တယ်မနက်9:00နာရီထားတယ်အဖွားနှိပ်ပြီးတယ်ကျောင်းမှာနောက်တော့စလာတင်တယ်ပလွန်ကောက်တယ်ကျောင်းကကြော်စရာကြီးဘီဂျီဖွဲ့နေနဲ့ပညာသင်ကြားသက်ကလေးတွေလမ်းပေါ်ပြန်မြောက်ရေးအတွက်ကျောင်းရေးကျောင်းသားထားနိုင်ရန်စီစဉ်နေပြီးလက်ရှိကျောင်းဆောင်တိုးချဲ့ရေးအတွက်မြင်းနေရာလျှောက်ထားနေဆဲဖြစ်တယ်လို့သိရပါတယ် ဆိုရလဲကျွန်တော်တို့ကိုမိမိနိုင်တဲ့ဘက်ကနေပြီးတော့ဟိုလုတ်ကင်ပေးနိုင်ခဲ့မှာဆိုရင်ဒီကလေးငယ်တွေကိုကျွန်တော်တို့ကြောင်းနေလိုအပ်ပါလေ။ဒါကျွန်တော်တို့မှာကျွန်တော်တို့မလုတ်နိုင်တဲ့ငွေရမ်းအောင်လုပ်နိုင်တဲ့အခက်အခဲတခုပေါ့နော်။ကျွန်တော်တို့မြေခွက်တွေကျွန်တော်တို့ခဏငှားရရင်တော့လကောင်းရောင်းချရတော့လကောင်းဒီလိုလူရှင်တွေပေါပေါက်ခဲ့မယ်။ကြောင်းတွေကိုလည်းကျွန်တော်တို့တေးသေးသေးကျွန်တော်တို့ကျယ်ဝန်းတဲ့နေရာမှာဆောက်လုပ်ပေးခဲ့မယ်ဆိုရင်ကျွန်တော်တို့လက်ရှိဖြစ်ပေါ်နေတဲ့နေရာချင်းမှုအခက်အခဲ ။နော်ကျွန်တော်တို့ရဲ့ဒီကလေးငယ်တွေကိုပြုစုပြောင်းပေးတဲ့ခါမှာငွေကြီးခက်ခဲတယ်။ဒါတွေအားလုံးကဒါကျွန်တော်တို့အဆင်ပြေသွားလိမ့်မယ်လို့ယူဆပါရယ်။2006ခုနှစ်မှာစတင်တည်ထောင်ထားတဲ့ဘီဂျီသွေးကူညီပေးအဖွဲ့အနေနဲ့ကလေးငယ်တွေကိုပညာသင်ကြားပေးနေတာအပြင်တခြားသူတွေအတွက်ကွန်ပျူတာအင်္ဂလိပ်စာဆက်ချုပ်နဲ့စာပညာသင်တန်းတွေကိုလည်းအခမဲ့ဖွင့်လှစ်ပေးတာကြောင့်သိရှိရပါတယ်ခင်ဗျာ။